ကျမတို့ဘာကြောင့်လာရောက်ဆန္ဒပြရတလဲဆိုတော့ကိုဒီ China ဒီရှီကျင်းပင်ရှီကျင်းပင်တို့ကနိုင်ငံတကာမှာနိုင်ငံတကာမှာကြတော့သူတို့ကမြန်မာပြည်ကိုဝေရောက်မဆွတ်ဖက်ပါဘူးလို့သူတို့ပြောတယ်။ဒါပေမဲ့လို့ရှမ်းကိစ္စအဲလာရှိုးကိစ္စကိုပဲကြည်ပါနော်။လာရှိုးကိစ္စပြီးသူတို့ဝင်ရောက်ဆွတ်ဖက်နေတာတွေကသိတာပါတယ်ထင်ရှားပါတယ်။ဒါကြောင့်ကျမတို့မြန်မာပြည်သူတွေသူတို့ဘလို့ဝင်ရောက် ောက်ပြီးတော့လိမ့်လေတယ်လှည့်ပြားတယ်ပြည်သူလူတို့မြန်မာပြည်သူလူထုကိုလိမ့်လေလှည့်ပြားနေတယ်ဆိုတာဒါမင်းအောင်လိုင်းနဲ့အတူတူပဲဆိုတာသိအောင်လို့မလို့ကျမတို့ကဒီနေ့တရုတ်တန်ရုံရှိမှာကျမတို့လာပြီးတော့ဆန္ဒပြခြင်းဖြစ်တယ်မြန်မာပြည်သူတွေကကျမတို့သူတို့ဝင်ရောက်ဆုတ်ဖြတ်တာကိုဒီ China ဝင်ရောက်ဆုတ်ဖြတ်တာကိုမခံဘူးဆိုတာကိုကျမတို့လာပြီးတော့ဒီနေ့လာရောက်ဆန္ဒပြခြင်းဖြစ်ပါတယ်သူတို့ကနိုင်ငံတကာကိုကြတော့ လှည့်ပြားတယ်လိမ့်လဲတယ်သူတို့ကမြန်မာပြည်တွင်းရဲ့ကိုဝင်ရောက်မဆော့ဖြတ်ပါဘူးလို့ပြောတယ်ဒါပေမဲ့လို့သူတို့ဝင်ရောက်ဆော့ဖြတ်နေတာလားကြုံကိစ္စကိုပဲကျမတို့ပြည်သူတွေသိနေပြီသားဆိုတော့ဒါကြောင့်မလို့ဒီနေရာကိုကျမတို့လာရောက်ပြီးဆန္ဒပြခြင်းဖြစ်ပါတယ် It's not threatened ဆွဖို့မှုကဟိုဘယ်လိုတရားဝင်တော်တော်လွန်လာပြီးတော့တည်လွန်ဖြစ်လာပြီ။ဘာလို့ဆိုတော့ဒီလာရှိုးတစ်ခုလုံးကိုပေးလိုက်ဖို့အတွက်ကိုဟာသူပြောတယ်။ဒါပေမဲ့လာရှိုးပေးတဲ့ဆိုရင်လည်းကျွန်တော်ပြန်ကြည့်တဲ့ခါမှာတော့တကယ်လည်းပြောရင်တော့ဟာဒီမျိုးတဲ့ပိုင်ဝင်ကော့ကော့လေးပဲသူ့အနေနဲ့ကြားတယ်။ဘာကြောင့်လဲဆိုတော့စီဝါရေးတွေစိုင်တော့ဗောနော်။ဟာလားဒီစစ်ကောင်စီတို့စီဝါရေးရနည်းနည်းပါအကျိုးများပေးစားထားပေးစားထားလိုက်ပါဆိုတဲ့ပုံစံမျိုးသူသွားလို့ကျွန်တော်ပြန်သုံးသပ်လို့ရ။ဘာလို့အပြင်မှာဒီတိုသာ MND ရဲ့ gate တွေဝိုင်းထားပြီးတော့ရှိဟာလား။အဲ့တော့ဒီတရုတ်ကကုန်သွယ်မှုလမ်းကြောင်းတွေကတိုင်းသားတွေ gate လည်းဖြတ်ရမယ်။စစ်ကောင်စီ gate လည်းဖြတ်ခွင့်ပေးရမှာဗောဆိုတဲ့နေရာမျိုး လုပ်ထားမျိုးမြင်ရတော့ဆိုတော့ဘောလုံးပစ်စေကျွန်တော်တို့ဒီလောက်ရက်ကိုကျွန်တော်တို့တော့ တည်သူတွေကလုံးဝမကြိုက်ဘူးဆိုတော့ကျွန်တော်ပြတ်သားပြောင်းပြောင်းဒါအရေးကြီးဆုံးပဲအဓိကတော့အဓိကတော့တရုတ်ကတော့ဆွတ်ဖက်တာမှန်ပဲဒါဆွတ်ဖက်တဲ့ဆိုတဲ့နေရာမှာသူ့ရဲ့အကျိုးစီးပွားကိုဖြစ်ထုံးဖို့တဲ့ဆွတ်ဖက်တော့အဲ့လိုဆွတ်ဖက်တာကပုံသဏ္ဍာန်မျိုးမျိုးတော့ရှိတာသူ့ရဲ့အကျိုးစီးပွားရရှိဖို့တဲ့ဘယ်လိုပုံသဏ္ဍာန်ဆွတ်ဖက်ရမလဲဆိုစဉ်းစားတဲ့ပိုင်းတွေ့ရတာဗောနောပြောလို့ရှိရင်တကယ်လည်းပြောရင်ကျွန်တော်သူအာနာစသိမ်းတဲ့အချိန်မှာသူတရုတ်ဆွတ်ဖက်မှုမရှိဘူးဒါပေမဲ့နောက်ပိုင်းမှာသူဆွတ်ဖက်လာတယ်ဆွတ်ဖက်တဲ့အချိန်မှာလည်းသူကအန်မင်းအွန်လိုင်းကိုပဲနိုင်ရသွားဖို့အထိလဲဆွတ်ဖက်တယ်လို့ကျွန်တော်မသုံးသပ်မမြင်ဘူးဒါပေမဲ့သူ့ရဲ့လိုချင်တဲ့အနေထားဒီကျွန်တော်ကျွန်တော်တိုင်းမှာ state တက်ကိုဗောနောအရင်တော့ရှိခဲ့ ဲ့အတိုင်းမှလားပြည်သူကလည်းလက်ခံမယ်တီလက်တီညီမယ်စစ်တပ်နဲ့လည်းတွဲပြီးသွားနေရမယ်ဆိုတော့1800အောက်မှာသွားတဲ့ပုံစံဖြည်းဖြည်းပြောရတော့အဲ့ပုံစံမျိုးကသူကလိုချင်တယ်ဟုတ်တယ်ဒါလိုသုံးသက်လို့ရတယ်ဒါကြောင့်မလို့သူအဲ့လိုပုံစံဖြစ်ဖို့တက်ကိုစစ်တက်ကိုလည်းကျွန်တော်ဟိုတက်အပြုတ်တိုက်မဲ့တိုင်းသားတွေလည်းအပြည့်စုံအပြည့်ဝအပြည့်တာမဟုတ်ဘူးဒါပေမဲ့စစ်တက်ကိုလည်းဒုက္ခပေးတယ်ဒါပေမဲ့တစ်ချက်တည်းမှာပဲတခါစစ်တက်ကလည်းပြန်ပြီးတော့လုံးဝမျက်နှာစားတွေနိုင်ငံကြီးမျက်နှာပြောက်သွားတဲ့အထိလည်းသူမလုပ်ပေးဘူးပြန်ပြီးဆွဲခေါ်တာဆိုတော့နေတာကြည့်ချင်းအပြင်သူသည် အရင်တော့က2800ယောက်တော့မှ state state တက်ကိုနဲ့သွားခဲ့တယ်ဟာလားတော်စုရဲ့ရတဆိုးပါဗျာဟာလားအဲ့ဒီအချိန်မှာဟာလားစစ်တက်ကလည်းသူ့သူ့နဲ့သူတွဲပြီးတော့သွားနေတယ်ဆိုတော့နေသားကိုလူဂျီတယ်လို့ကျွန်တော်သုံးသပ်လိုက်ကြအဲ့တော့ဘာပဲဖြစ်စေ တေးကြတာတော့ဆွတ်ဖက်နေတယ်သူလိုချင်တာဒီကျွန်တော်ပြည်သူလိုချင်တာမဟုတ်သေးတာရှင်းတယ်ကျွန်တော်ပြည်သူက2017ဟာနာသိပြီးခဲ့ရှင်းတယ်ပြည်သူသားလူရဲတွေ generation တွေအပြတ်ပြတာပြီးသားဟာလာအပြတ်တိုက်ပဲတိုင်းသားတွေကလည်းအခုဆိုရင်လုံးဝပြောင်းသွားပြီနော်စစ်တပ်ကိုဘလုံးမောက်ကိုတစ်ချိန်လုံးတစ်သက်လုံးများသူတို့စစ်တပ်နဲ့ပဲတွဲပြီးတော့ဟာလာသွားခဲ့ကြသူတို့မှာတိုင်းသားဆိုတာဗျာနည်းအခန့်သားရှိသူတို့ရဲ့ဘလောက်ပဲတိုက်နိုင်တာချီချီသူတို့ကတနိုင်ငံလုံးကိုကိုစားပြုလို့မရအောင်ဖြစ်အနေဒါတခုရဒါကြောင့်မို့သူတို့အနေနဲ့တနိုင်ငံလုံးကိုစားပြုတဲ့အင်အားစုတစုကိုသူတို့အနေနဲ့လိုအပ်တယ် ်ပြောမယ်ဆိုသူတို့ target တော့ဆိုသူတို့သူတို့ရဲ့ဒေတာတွေလုံးညို့သူတို့ပြည်နယ်လုံးညို့သူတို့ပြည်သူပြည်သားတွေဟာလွတ်လပ်ခွင့်ရဖို့အတွက်ဆိုသူတို့တရံကလုံးတိုင်းစားကုစားပြည်ရအဖွဲ့အစည်းတခုဆိုအများနဲ့ကုစားပြည်ရအများနဲ့သူတို့စကားပြောရအောင်အဲ့တော့လေသူတို့နဲ့ဘောင်းကွန်ဆယ်လုံးလုံးကမချစ်တော့လဲအောက်ခံတယ်ဟလားအင်မတန်သူတို့မကြိုက်တဲ့စစ်တပ်ကိုပဲသူတို့ရွေးစရာမရှိတဲ့ကြောင့်သူတို့စကားပြောခဲ့ရအဲ့ဒီအချိန်မှာ2021မှာသူတို့ကလုံးဝဘယ်လိုပြောမလဲအဲ့ဒီအချိန်နဲ့သူတို့လွတ်မြောက်ပြီငါတို့ဒီတိုင်ငလုံးတိုင်တာလွတ်ရအောင်အတွက်သွားလို့ရပြီဆိုတော့လမ်းကြောင်းမြင်သွားပြီလို့သူတို့ခံ မြင်လာပြီးတော့မှကျွန်တော်မျှော်လင့်ကြည့်တယ်သူတို့တော့လူဦးတော်လည်းဝင်ပါခဲ့ကြတာနော်ဝင်ပါခဲ့ကြတဲ့အချိန်မှာကျွန်တော်အနေနဲ့ခုနပြောသလိုဒီစနိုင်ငံလုံးတိုင်းတာကိုစားပြုတ်နေတဲ့မတရားတဲ့အကြမ်းဖက်စစ်ကောင်တွေအစားထိုးဖို့အတွက်ကျွန်တော်တို့အင်အားစုပါဘယ်သူရှိနေပြီလဲဆိုတော့ question ဖြစ်သွားတယ်အဲ့ဒီအတွက်ကြောင့်မလို့သူတို့အနေနဲ့ကတော့မချစ်တော့လဲအောက်ခံနိုင်ပြီးတော့တရုတ်ရဲ့ pressure ကြောင့်သူတို့ပြန်ပြီးတော့စစ်တပ်နဲ့ဟာပြစ်ခဲ့ကြတာပြန်လုပ်ရတယ်ဒါသည်ကျွန်တော် state ကိုပြန်သွားနေရဒါသူတို့မလို့ခြင်းဒါပေမဲ့တရုတ်ဝင်ဆွတ်ဖြစ်တယ်ထင်ကြတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကပြပြသသားပဲ ဘလိုပဲတယောက်ကစွတ်ဖက်ပါသေးကျွန်တော်တို့သွားခြင်းနဲ့ပြည်တိုင်းသားတွေနဲ့ကျွန်တော်တို့ရဲ့2021ဟလားကျွန်တော်တို့ရင်းမှာစပြီးတော့ပါဝင်လာကြတဲ့ပြည်သူလူထုရဲ့အဲ့ဒီမှာယူဝန်ချက်ဖြစ်တဲ့အလုံးစုံလူမျိုးတွေတော့သွားအဲ့ဒီတော့ကျွန်တော်တို့ဆက်ပြီးတော့ဘလိုပဲဝစ်စွတ်ဆွတ်ပဲကျွန်တော်ဆက်သွားမှာဆက်တန်အဲ့ဒီတော့ကျွန်တော်တို့လည်းတရုတ်ဒီလာပြီးတော့မစိတ်လာပေးတာ